ရဲဆောင်မြို့စန္ဒကူဘုန်းတော်ကြီးကျောင်းလိုက်ဗုဒ္ဓဘာသာယဉ်ကျေးမှုတင်တဲ့စန္ဒကူဓမ္မစကူဘုန်းဘွယ်ခန္ဓာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်၌ဗုဒ္ဓဘာသာယဉ်ကျေးမှုတင်တဲ့ဓမ္မစကူဘုန်းဘွယ်ခန္ဓာကိုစန္ဒကူဘုန်းတော်ကြီးကျောင်းလိုက်ယမန်နေ့နဲ့9နိုင်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ရှေးဥစွာနမောတတသုံးကျင်ရွတ်စုပူဇော်ဖရာကတော်၏အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပါတယ်။၎င်းနောက် ဓမ္မစကူဆိုင်ဘုတ်အားနတ်တာရေပပြန်ပြီးဇေယံတော်ဗောဓိယမူလီကာထာတော်ဖြင့်ဆရာတော်တန်ဃာတော်များမှမြတ်တာဖို့ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်ထို့နောက်စန္ဒကူဆရာတော်ဖရာမှာဩဝါဒအမစကားမိန့်ကြားကဓမ္မစကူနာယကဆရာကြီးဥလစုမှဓမ္မစကူနှင့်ပတ်သက်၍ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်ဆက်လက်၍စန္ဒကူဆရာတော်ဖရာမှာဤကုန်ကျဥမာစကားမိန့်ကြားပြီးနောက်ဆရာတော်ကဆုံးကြီးစွာ ဇယံသောဗောဓိယမူလေဂါထာတော်ဖြင့်ဘုရားရှိခိုးပြီးနောက်အခန္ဓာရုပ်သိမ့်ခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးကလောမြို့နယ်၌62ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးဝေးစူလဝေနေသမင်ခန္ဓာကျင်းပတဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင်ကလောမြို့နယ်တွင်62ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးဝေးစူလဝေနေသမင်ခန္ဓာကိုယနေ့နေ့9နာရီက ကလောမြို့မဟာဓမိကာယာမတိန်တောင်ပရိယတိစာသင်တိုင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်ရှေးဦးစွာခန္ဓာတို့ကြွားရောက်လာကြသောယဟန်ရှင်လူပိဋကများကနမောတတသုံးကျင်ရစ်စုဖျားကြော်၍အခန္ဓာကိုဖွင့်လိုက်ကအောင်မန်းမြို့အောင်ချမ်းသာစာသင်တိုင်းဆရာတော်ဘုရားကြီးထံမှရှစ်ပါးသီလခံယူစောက်တီကဆရာတော်ဘုရားကြီးတံမှာရှစ်ပါးသီလခံယူစောက်တီကဆရာတော်အရှင်ဘုရားတံမှာဩဝါဒကထာနာယူခဲ့ပြီး ဆရာတော်ဘုရားများကမေတ္တာတုပ်ပေးယူတရားတော်များရုပ်ဖက်တရစေကြီးမြင့်ခဲ့ပါလေဆက်လက်၍အစိုးရပါဠိဗန္ဓမပြန်စာမေးပွဲနှင့်စုလပွဲနှင်းသမိန်ကျင်းပရေးကော်မတီနာယကကလောမြို့နယ်စစ်ဦးစီးတက္ကသိုလ်တက်နယ်မှုဘုံမှုချုပ်ကျော်သူရကသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီးလူဒန်းမှုစုစုတို့အတွက်ရေးဆက်တုံးချအမြတ်ပေးဝေခဲ့ပြီးဗုဒ္ဓသာသနာအစီအံတိုက်တက်သူ၃ချိန်ရွတ်ဆို၍အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည် ထို့နောက်နိုင်ကဆရာတော်ကြီးများစာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့်စာအုပ်တန်ခါတော်များဖြစ်ကြသည့်ပထမကြီးတန်း၅ပါးပထမလက်တန်းအောင်၁၁ပါးပထမငယ်တန်းအောင်82ပါးအခြေပြုမူလာတန်းအောင်162ပါးစုစုပေါင်းစာအုပ်တန်ခါ249ပါးတို့ဟာကလောတက်နယ်မှုနှင့်ရာရှိစစ်တေများမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့်ယန္တိရဲ့ဝိမာ စေတနာရှင်လူရှင်များက စာအောင်လက်မှတ်ဘုံပြငွေများနဲ့လူဝယ်ပစ္စည်းများကို လောင်းလူခဲ့ကြပြီးတန်ဃာတော်များအနည်းဆုံးဆက်ကပ်လူတိုင်းပူဇော်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ညောင်ရွှေမြို့၌အစိုးရပါဠိပရမပြန်စာမေးပွဲစတ္ထမမြောက်ရဲ့ဆက်လက်ဖြေဆူတဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနမှကြီးမှုကျင်းပသည့်1389ခုနှစ်အစိုးရပါဠိပရမပြန်စာမေးပွဲ စတ္တမမြောက်ရက်ကိုယနေ့နေ့လယ်၁၂နာရီကရမ်းပြည်နယ်မြောင်းရွှေမြို့ရွှေရတုစွန်းစားကျောင်းကျင်း၌ဆက်လက်ကျင်းပပြုစုလျက်ရှိကြောင်းသိရှိရပါသည်။အဆိုပါဆာမေဝဲတော်ကြီးတွင်ပရမတ်ကြီးတန်ပဋ္ဌံကုသလတေဘာသာရ၌ဝင်ရောက်ပြုစုသူစာပြေတန်ဃာတော်များနှင့်တိလရှင်ဆရာလေး30ပါးပထမလက်တန်ဘာသာပြန်ဘာသာရ၌ဝင်ရောက်ပြုစုသူစာပြေတန်ဃာတော်များနှင့်တိလရှင်ဆရာလေး63ပါး စုစုပေါင်းစာပြေတန်ခါတော်များနဲ့သီလရှင်ဆရာလေး94ပါးတို့ဝင်ရောက်ပြေဆိုလေးရဲ့ရှိကြောင်းနဲ့ကြီးကျက်ဆရာတော်များနဲ့စာပြေတန်ခါတော်သီလရှင်ဆရာလေးများကျမ်းမာရေးဌာနမှာကျမ်းမာရေးဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။